ရိသတ်တို့အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါကျွန်တော်လွန်ခဲ့တဲ့ရပောင်းများစွာကတဲ့ကနေပြီးတော့စတင်တင်ဆက်လာခဲ့တဲ့ ORS Dead Korea Zombie CB ကတော့ဒီနေ့မှာဇက်သိမ့်ပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့အချိန်လေးကြာသွားတာဖြစ်တဲ့အတွက်ကြားထဲမှာလွတ်သွားတာရှိရင်လည်းတောင်းပန်ပါစေဆိုတော့အရင်ဆုံး channel ကို subscribe လေးလုပ်ထားပါဒါပြီးတော့လည်းနောက်မှာဇာကောင်းကောင်းလေးလာအောင်မှဖြစ်တဲ့အတွက်ဆောင်းမကြည့်ရှုပေးပါဦးပြီးရင် VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးကြပါ support လုပ်လို့လည်းရပါတယ်ခင်ဗျဗီဒီယိုလေးကို like လုပ်ပြီးအစီအစဉ်စပါမယ်ဆိုတော့ ORS Dead Korea Zombie Series ရဲ့ဇက်သိမ့်ပိုင်း အပိုင်း၁၂ဖြစ်ပါတယ်ခင်ဗျာဒီပိုင်းအစမှာတော့ဘုံပေါက်ခွဲမှုကြောင့်ဟိုဆန်းကျောင်းဆောင်စောက်လက်ဆာအဆောက်အအုံမှရှိတဲ့ဓာတ်လီကနေရာရဲ့အောက်ဆုံးမှာတောင်လုံးပုံတွေရဲ့အလောင်းတွေနဲ့ပြာမှုန့်တွေကြောင့်ဘသူမှန်းအောင်တဲတဲကွဲမရှိတော့တဲ့အလောင်းတွေကိုတွေ့ရမှာဖြစ်ပါတယ်သူတို့နဲ့ဟိုဆန်းအဓိကနေရာကြီးလေးကိုဖောက်ခွဲပြလိုက်တာကြောင့်နေရာတိုင်းမှာပေါက်ကွဲမှုတွင်တည်ဆုံသွားတဲ့လောင်းတွေစီကနေပြာမှုန့်တွေလည်းပြန့်နှံ့နေပါပြီ ဇေဘင်းလေးကတော့ quarantine twin ရှိနေမဲ့အမေဖြစ်သူ zombie ဖြစ်သွားတာကြောင့်သတိရပြီးတော့ငိုနေခဲ့တာပါအမကြီးရဲ့တပည့်သားတွေကတော့ပြာမုံတွေလွင့်နေ brain ပေါက်ကိုကြည့်ပြီးတော့ဓမျိုးလုံးဖောက်ခွဲခံလိုက်ရတော့တော်လေးကိုစိတ်ပြတ်အာရုံနေကြပါလေအခန်းထဲတယောက်တည်းထိုင်နေအမကြီးကသူ့ကိုလာပေးတဲ့နှုတ်ထွက်စာကိုဖတ်ကြည့်ပြီးတွေ့ဝင်နေတဲ့နှုတ်ထွက်စာကိုဆွဲဖြဲပလိုက်ပါလေတပတ်ခန်းမှာလည်းအမှုစိရဲနဲ့ဟိုချောတို့က brain ပေါက်ဘက်ကိုတေချာကြည့်ပြီးတော့အမှုစိရဲအိမ်ကပေါက်ကွဲမှုရဲ့အနီးနားမှာမလားလို့ဟိုချောကမေးလိုက်ပါလေမှုစိရဲကတော့အိမ်ဘက်ကိုကြည့်ပြီးတော့ဟိုချောမေးတာကိုအင်းတစ်လုံးသာပြန်ဖြေနိုင်ခဲ့ပါလေ ဟိုချောတော့ပရင်းပေါက်ကနေလွင့်လာတဲ့ပြာမုံလေးကိုမြင်ပြီးတော့ဟိုဆမ်းမြုံပြီးလောင်တိုက်တွင်းခံပြီးတဲ့ဒူတယ်လို့သာတော်တော်လေးရေရွတ်လိုက်တာပါအဲနောက် အမှုစီရဲကအားလုံးအသက်ရှင်မှုအတွက်ဘယ်လောက်ထိရက်ဆက်ဖို့လိုတာလဲလို့ဟိုချောကိုမေးလိုက်ပါတယ်ကြောင်တော်နဲ့ကြည့်နေဟိုချောကိုစိုးချောင်းမှာအဲ့လိုတွေတင်ခဲ့ရမှာပဲမဟုတ်လားလို့အမှုစီရဲကထပ်မေးပါတယ်ဟိုချောကလည်းတင်တဲ့မေဂျာရှိမှရှိမသိပေမဲ့သူတို့မေဂျာမှာတော့အဲ့လိုမတင်ခဲ့ရတဲ့အကြောင်းပြောပြလိုက်ပါတယ်တပတ်မှလည်းတောင်ကုန်းမှာရောက်လာကြအကြောင်းသားတွေကမီးတောင်ပေါက်ကွဲသွားတဲ့အကြောင်းဘက်ကိုကြည့်နေကြပါတယ်အားလုံးကတွေ့ဝင်နေပြီးတော့တယောက်အတွေးတစ်ခုစီနဲ့ ခြေရတဲ့သူတွေကိုထားခဲ့ရတဲ့ចောင်းဆောင်ဘက်ကိုကြည်နေတာဖြစ်ပါတယ်။နောက်နေ့မနက်မှာတော့အားလုံးလဲတောထဲမှာထိုင်နေကြရင်ဒဲဆူကတော့ထိခိုက်မိထားကြအောင်အော်ဟစ်နေပါတယ်။ဝန်ချိုကတော့အဖေရောចောင်းဆောင်မှာဆုံးဆုံးလိုက်ပြီဖြစ်တာကြောင့်စိတ်ကြောင်ခြောက်ခြားဖြစ်နေခဲ့ပါပြီ။ဝန်ချိုတခုလောက်တော့မအောင်သိရတဲ့ဆူရောကတော့ထိုင်နေရထလာပြီးဝန်ချိုကိုသူတို့နဲ့သွားဖို့လာခေါ်ပါတယ်။ဝန်ချိုကတော့ဒီတိုင်းမသွားနိုင်သေးပဲသူတခုခုလောရမဲသားပြောနေတာပါ။အားကြောင့်ဝန်ချိုကဆူရနဲ့တငယ်ချင်းတွေကိုအရင်သွားနေခိုင်းလိုက်ပြီးတော့သူချက်ချင်းလိုက်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဝန်ချိုကတယောက်တည်းသွားတာကြောင့် နမ်ရာကသူ့လိုက်သွားလိုက်မယ်လို့ဇူယောကိုပြောပါတယ်။ဇူယောကတော့သူ့လည်းအတူတူလိုက်ခဲ့မယ်လို့ဆုံးဖြတ်လိုက်ပြီးဒဲဆူကပါလိုက်ချင်နေတာပါ။ဒါပေမဲ့ဒဲဆူက6ရောက်မှာထိခိုက်တံရထားတာကြောင့်တောင်းလမ်းမလျှောက်နိုင်ပဲနားနေတာဖြစ်ပါတယ်။အဲဒါကြောင့်ဇူယောကဝူဂျင်းတို့ကိုဒီမှာနေခိုင်းပြီးဒဲဆူကိုစောင့်ကြည့်ပေးသားဖို့မှာလိုက်ပါတယ်။အဲနောက်အွန်ဂျိုနမ်ရာနဲ့ဇူယောတို့ရဲ့ပေါက်ကွဲမှုတွေပါခဲ့တဲ့ကျောင်းဝင်ဆောက်လက်ဆာအဆောက်အုံကြီးကိုရောက်လာပါတော့တယ်။အဆောက်အုံတစ်ခုလုံးပြသနေပြီးတော့အွန်ဂျိုကတော့ချောင်းဆန်းကိုအော်ခေါ်ရင်းနဲ့ရှာနေပါတော့တယ်။ ။ဟိုကျွားချောင်းဆန်းအော်ခေါ်ပြီးငိုနေတဲ့အချိန်မှာနန်ရာလည်းမျက်ရည်တွေကျပြီးတော့ဘာအနမ်းမှမရှိတာကြောင့်ဘသူမှရှိမနေတော့ဘူးလို့ပြောပြလိုက်ပါတယ်။အားကြောင့်နန်ရာချောင်းဆန်းကိုနှုတ်ဆက်စကားပြောပြီးတွားရအောင်လို့ပြောလိုက်တာပါ။အဲနောက်နန်ရာမျက်ရည်စက်တိုက်ကျပြီးတော့ချောင်းဆန်းကိုမျောလင်းနေတဲ့အုံချိုးကိုဖတ်ကနှစ်သိမ့်ပြေးလိုက်ပါတယ်။သူနဲ့နန်ရာနဲ့ဆူရော့လည်းငိုနေတဲ့အုံချိုးနှစ်သိမ့်ပြီးတောင်ပေါ်မှာလည်းပြန်ခေါ်လာခဲ့ရပါတယ်။အဲနောက်မှာအုံချိုးနန်ရာဆူရော့တို့ပြန်လာပြီးတော့ကျောင်းသားတွေအားလုံးလည်းတောင်ပတ်လမ်းကနေရန်တုံရောက်အောင်ဆက်ပြီးတော့ခီးဆက်ကြပါတယ်။ဒဲဆိုတော့ဘုံပေါက်ခွဲမှုကြောင့် တောင်ပေါ်လွင့်စင်လာပြက်စီးတွေကနေခြေောက်ကိုအထိကတန်းရာသွားခဲ့တဲ့အတွက်စီယောနဲ့ဝူချင်းကတွဲခေါ်လာပေးနေရပါတယ်။အဲနောက်မှာတော့မြို့ထဲမှာလည်းမြေပြင်တပ်သားတွေရောက်ရှိလာပြီးအဆောင်တွေတွဲမှာကြံနေခဲ့တဲ့ကူးဆက်ခံဇွန်ဘီတွေကိုလိုက်လံရှင်းလင်းနေခဲ့ပါတယ်။မြေပြင်တပ်သားတွေကသူတို့ရှင်းလင်းမိတဲ့ဆိုင်တွေအိမ်တွေအဆောင်တွေကိုတော့အန်ရကင်းစုံပြီးစာရီလိုက်ပြီးတော့ကတ်ခဲ့ကြပါတယ်။ဒီဘက်မှာတော့နမ်ရာစစ်သားတွေကသူတို့ကြောင်းမှာရှိနေတာသိလျက်နဲ့မကူညီပဲထားသွားခဲ့တဲ့ပြင်ဘုံတော်မှာဖောက်ခွဲခဲ့သေးတယ်လို့အုံချိုးကပြောနေပါတယ်။အဲဒါကြောင့်နမ်ရာလည်းစစ်သားတွေကသူတို့ကိုသိစေချင်နေရများလားလို့တွေးနေပါတယ်။ ဘေးကနေနားထောင်တဲ့အုံဂျိုကတော့အဲ့လိုဖြစ်စရာအကြောင်းမှမရှိတာလို့နမ်ရာကိုပြောနေပါတယ်။နမ်ရာတော့စဉ်းစားနေနေပဲသူ့ကြောင့်ဖြစ်တာလို့ထင်နေပြီးတော့ဇွန်ဘီနဲ့အတူတူရှိနေလို့မကော်သွားတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စစ်သားတွေကသူတို့ကိုဇွန်ဘီလည်းမဟုတ်လူသားလည်းမဟုတ်လို့ဒီလိုအသက်ရှင်နေရဆိုပြီးတော့စဉ်းစားနေကြတာလို့နမ်ရာကပြောလိုက်ပါတယ်။အုံဂျိုကတော့နမ်ရာအတွေးလွန်နေရာတွေကိုဖြောင်းဖြားနေပေမဲ့နမ်ရာတော့တငယ်ချင်းတွေနဲ့တောင်ဒီလိုမျိုးအဆုံးထိအတူတူဆက်သွားလို့ဖြစ်ပါမလားလို့ပြောနေပါတယ်။အုံဂျိုကတော့နမ်ရာသူတို့ရဲ့အတန်းကောင်းဆောင်ဖြစ်ပြီးတော့မရှိမဖြစ်တငယ်ချင်းပဲလို့ပြောလိုက်တာပါ။ ဒါကြောင့်နန်ရာသာမရှိရင်သူတို့လည်းဒီထိရောက်မလာနိုင်ဘူးလို့အုံကျော်ကပြောလိုက်ပါတယ်။အုံကျော်ကတော့နန်ရာအခုချိန်ထိမပြောင်းလဲသေးသလိုနောက်လည်းဒီလိုပဲဖြစ်မှာပါလို့ပြောလိုက်ပါတယ်။နန်ရာတော့နောက်တစ်ခါကျရင်မီးမွေးပြီးတော့ထိုင်တာမျိုးထပ်လုပ်ကြမယ်လို့အုံကျော်ကပြောပါတယ်။နန်ရာဘဝမှာတငယ်ချင်းရဲ့လိုမရှိခဲ့တာကြောင့်အဲ့လိုတငယ်ချင်းတွေလည်းမီးမွေးပြီးတော့ဒူးထိုင်တာပထမဆုံးပါပဲလို့ရင်ဖွင့်လိုက်တာပါ။ဒါကြောင့်နန်ရာတော့တငယ်ချင်းတွေနဲ့အဲ့လိုပြန်နေခွင့်ရမယ်နေ့ကိုသာမျောလင့်နေပါမယ်လို့ပြောပါတယ်။အုံကျော်ကတော့ဒီနေ့ညကျရင်လုံမယ်လို့နန်ရာကိုပြုံးပြီးတော့ပြောလိုက်ပါတယ်။ ဲနောက်မိချင်းကသူတို့လမ်းပြောင်းနေအောင်တတိထားမိသွားပါတယ်သူတို့ရဲ့လမ်းကြောင်းတီချမရှိပဲတနေရာထဲမှာပဲလဲနေရလို့မိချင်းကထင်းနေရပါတဲဆိုတော့လမ်းကြောင်းမရှိပဲဘာလို့ဒီဘက်လာလဲလို့ရန်တွေ့နေပြန်ပါတယ်သူတို့ကလမ်းကြောင်းမှားပြီးစေးမြင်တော့ဟိုဆန်းကိုပြန်အောင်သွားမှာပဲပြက်ပါတယ်အဲနောက်ဝူချင်းကတိတ်ကိုင်းမှာဖဲချိုးလေးခြိတာကတွေ့လို့အမားပြသူဟာရီကိုလမ်းပြီးတော့ပြပါတယ်ဟာရီသွားစစ်ဆေးလိုက်တော့တမင်ခြိတာတာတွေ့လိုက်ပြီဒီလိုလမ်းပြနေတဲ့ဘသူကများလှုပ်ခဲတာလေးလို့မိချင်းလည်းတွေးနေခဲ့ပါတယ်အဲနောက်ဖဲချိုးလေးတွေကရှေ့မှာပါဆက်ရှိနေသေးတာကြောင့်သူတို့လည်းဖဲချိုးလေးအတိုင်းဆက်ပြီးတော့ဆင်းသွားလိုက်ပါတယ် ။ဝန်ကျွားတော်ဇင်းအနေနဲ့ပြုတ်ကျကြံနေခဲ့တဲ့သူ့ဖေပစ္စည်းလေးကိုတွေ့သွားပါတယ်။ပစ္စည်းပေါ်မှာလည်းအဖေပြည့်သူရဲ့နာမည်နမ်ဆိုကျူနဲ့ကဲစိအတင်းတက်လို့ရေးထားတာဖြစ်ပါတယ်။တကယ်တော့ဒီသိပ္ပံကိုအဖေပြည့်သူကပဲဖဲချိုးလေးတွေကြီးပေးထားခဲ့ပြီးတောင်ပေါ်ကလိမ့်ကြရင်လည်းပစ္စည်းလေးကြကြံနေခဲ့တာပါ။ဝန်ကျွားကတော့အဖေရဲ့ပစ္စည်းတွေကြည့်ပြီးရှိုက်ကြီးတငယ်ဝမ်းနေစွာငိုကြွေးနေပါတော့တယ်။ဝန်ကျုံငိုနေအောင်မြင်တာကြောင့်တငယ်ချင်းတွေကလည်းရက်ဆောင်ပေးနေပါတယ်။ဒီဘက်မှာလည်းဆရာကြီးရဲ့အိမ်မှာဝတ်ထားတဲ့ဇုံမီဖြစ်နေတဲ့သားနဲ့မိန်းမကိုလာကြည့်နေကြတာပါ။ လူတယောက်ကတော့သူတို့တေသွားပြီဆိုရင်ကောင်းကောင်းထိန်းသိမ်းပြီးပို့ပေးလိုက်ဖို့မာနေပြီးတော့လွတ်သွားတာမျိုးထိခိုက်တာမျိုးလုံးဝဖြစ်လို့မရဘူးလို့ပြောလိုက်ပါတယ်။အဲနောက်သူတို့တွေကရန်တုံဘက်ကိုရောက်လာပြီးတော့မျိုးပုံစံမူမှန်နေတာကြောင့်အသိပြင်းစင်နေပါတယ်။ဒါဆိုလည်းခြေနေကြည့်ပြီးတော့ရန်တုံဘက်သွားရင်အားလုံးစင်ပြေမလားလို့မေးလိုက်ပါတယ်။ဟဲဦးကတော့ရုံုံမှာပါဇွန်ဘီတွေနဲ့ထတ်တိုးမအောင်ကြောက်နေခဲ့တာပါ။ဦးချင်းလည်းသူတို့ရောက်နေတဲ့နေရာကဟိုဆန်းကြောက်နေကတ်နေတော့ရှောင်ဘီနာမှာဖြစ်နိုင်မလားလို့ပြောလိုက်ပါတယ်။မိချင်းကတော့ခံစားချက်မကောင်းဘူးလို့ပြောနေမယ်။ဟာရီကပရင်းပေါက်တွေကွဲတာလမ်းပေါ်မှာသွေးဆက်တွေကျနေမျိုးမရှိတာကြောင့်အစင်ပြေတယ်လို့ပြောလိုက်တာပါ။ တကယ်လို့သားဇွန်ဘီတွေတောင်းချမ်းထားရင်ဒီလိုတန်ရှင်းနေကြအကြောင်းမရှိဘူးလို့ဟာရီကပြောပြနေပါတယ်။နမ်ရာတော့တကူကိုအာယုံခံမိပြီးတော့လမ်းတွေသေးချာကြည့်နေခဲ့ပါတယ်။အဲနောက်နမ်ရာနေရာတိုင်းမှာဇွန်ဘီတွေရှိနေလို့ပြောလိုက်ပါတယ်။ပြီးတော့ဇွန်ဘီတန်တွေပို့ပြီးတော့စူညံလာတာကြောင့်ပြေးဖို့အားလုံးကိုပြောလိုက်ပါတော့တယ်။အဲနောက်မှာတော့သူတို့ရာဇွန်ဘီတွေမမိခင်ပြေးကြပြီးဒဲဆူကတော့ကျွန်တော်နာနေရာကြောင့်ရမ်းပြေးလို့မရခဲ့ပါဘူး။အဲကြောင့်ဒဲဆူကိုတွဲခေါ်တဲ့ဇူရောနဲ့ဝူချင်းမှာဒဲဆူနဲ့လူလဲချသွားပါတော့တယ်။ဇူရောကတော့ဘေးနာဒုတ်ကိုယူပြီးတော့တငယ်ချင်းတွေကိုဒဲဆူခေါ်ပြီးတော့ထွက်ပြေးဖို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ဒေဆူကတော့ထွားမပြေးပဲဒုတ်တွေရှာယူနေပါလေအဲတော့ဂျန်နဲ့တငယ်ချင်းတွေကလည်းဒုတ်တွေတရင်တွေကင်ပြီးတော့မပြေးတော့ပဲတိုက်ခိုက်ဖို့အတွက်ဇူအောင်နဲ့တူရှိနေခဲ့ပါလေမိချင်းအောင်တို့တွေဒီမှာအဆုံးသတ်တော်မယ်လို့ခံစားနေရကြောင်းပြောလိုက်တာပါဒုတ်နဲ့တို့ကပြေးဖို့တည်းရင်ဆိုင်ဖို့ကသာဆုံးဖြတ်လိုက်ကြပြီးတို့စီပြေးလာတဲ့ဇွန်ဘီအုပ်ကိုစောင့်နေခဲ့ပါလေအဲတော့တို့တွေကလာမယ့်ဇွန်ဘီတွေကိုလက်ထဲအသင်ကင်နာလက်နက်တွေနဲ့တိုက်ခိုက်ကြပါလေနမ်ရာတော့စိတ်ဆုံးဖြတ်ပြီးဇွန်ဘီတွေကိုလိုက်တတ်ပါတော့တယ်အဲတော့တို့တွေကဇွန်ဘီတွေကိုတိုက်ခိုက်အောင်နေမဟုတ်ပဲမသိမချင်းရိုက်တတ်ကြပါတော့တယ် တို့နဲ့ဇွန်ဘီတွေရှင်းနေတဲ့အချိန်မှာရုတ်တရက်ဇွန်ဘီတကောင်ဝင်လာပြီးတော့ဟာရီစီပြေးရလာပါတယ်။အဲဒါကြောင့်ဝူချင်းနဲ့အမားဖြစ်သူဟာရီကိုတွန်းထုတ်ပြီးတော့အမားစားအကိုက်ခံလိုက်ပါတယ်။တဲဆိုတဲ့မိချင်းနဲ့ဝူချင်းကိုကိုက်နေဇွန်ဘီကိုအတင်းဖိန်ပဲဖယ်လို့မရခဲ့ပါဘူး။အဲဒါမှာတော့မိချင်းကဝူချင်းကိုကိုက်နေဇွန်ဘီကိုတပ်ပစ်လိုက်ပါတယ်။ဟာရီနဲ့တဲဆိုတော့အကိုက်ခံလိုက်တဲ့ဝူချင်းကနေပေးပြီးစကားတွေပြောနေခဲ့ပါတယ်။ဝူချင်းကတော့ဒီလိုဖြစ်မယ်ဆိုတာသိခဲ့ပြီးတော့အမားဖြစ်သူတို့တကယ်ပဲနိုင်ငံကိုစားဖို့ဖြစ်ခဲ့လားလို့မေးလိုက်ပါတယ်။ဟာရီကကောင်းချိန်ပဲဝူချင်းကတော့အမားဖြစ်သူအစမ်းကာလာမှာကြာသွားလို့သာအကြောင်းကိုပြန်လာလို့ပြောနေခဲ့ပါတယ် ီးတော့ဝူချင်းရတကယ်ဆိုအမားဖြစ်သူကအောင်သွားရင်ပြိုင်ပွဲမှာရှိနေမှာဖြစ်ပြီးကြောက်သွားရင်တော့အိမ်ပြန်မှာလို့ပြောလိုက်တာပါဟာရီကတော့တောင်းမှန်နေပြီးတော့ဝူချင်းကတော့လက်မလျှော့ပဲမျှဆက်ပြဖို့အမားကိုမှားလိုက်ပါတယ်အဲနောက်ပုံစံပြောင်းလာတော့မီချင်းကအသင်လက်နဲ့ကင်ထားလိုက်ပါတယ်ဟာရီကတော့ခေါင်းခါနေခဲ့ပြီးတော့ဝူချင်းတော့အဲ့လိုမတတ်ဖို့ပြောနေပါတယ်ဝူချင်းကစားရင်ပြောင်းလဲလာပြီးတော့ဇုံဘီဖြစ်နေပုံစံပြောင်းသွားခဲ့ပါတယ်ဟာရီကတော့ဝူချင်းကိုကြည့်ပြီးတော့တောင်းမှန်နေတော့ဝူချင်းကသူ့စီလာကြိုက်ပါတယ်ဒါမဲ့နမ်ရာအနောက်ကနေဝူချင်းကိုကိုဆွဲထားပြီးတော့ဇက်ချိုးတတ်ပြစ်လိုက်ပါတယ် ဇွေရောက်လာတဲ့ချိန်မှာဖြစ်ပျက်တွေအားလုံးပြီးသွားပြီဖြစ်တာကြောင့်ဘာမှမသိပဲကြောင်တောင်တောင်ဖြစ်နေပါတယ်။တဲဆိုတော့ဝမ်းနဲ့လုံးလုံးငိုယုံနေပြီးဝူချင်းရဲ့အဖြစ်ကိုဇွေရောမြင်အောင်ပြလိုက်ပါတယ်။အဲနောက်မှာနမ်ရာဇွန်ပြီးထလာတန်ကြားတာကြောင့်အမြန်ထွက်ပြေးဖို့အားလုံးပြောလိုက်ပါတယ်။ဇွေရောကလည်းငိုနေတဲ့တဲဆုကိုသူနဲ့တူသွားဖို့ပြောနေတာပါ။ဟာရီကတော့မောင်လေးဝူချင်းကိုကြည့်ပြီးတော့လက်နက်ကိုင်းကဇွန်ပြီးတဲ့စီကိုသွားဖို့လှုပ်ပါတော့တယ်။မိချင်းကတားပြီးမှမရတာကြောင့်နမ်ရာဆွဲလိုက်တဲ့ချိန်မှာဟာရီကနမ်ရာကိုဆောင်းတွန်းလိုက်ပါတယ်။နမ်ရာတော့ဟာရီကိုအကြောင်းမဲ့မသိဖို့ပြောပြီးတော့တားလိုက်တာပါ။နမ်ရာတယောက်ဟာရီနှစ်ဖူးပေါ်သွေးနေတယ်။ သွေးကြောတွေအတန်းတော့စားတင်စိတ်ဝင်လာပြီးတော့မနေ့အသီးစိတ်ပြန်ကတ်လိုက်ရပါတယ်အဲဒါကြောင့်မှနမ်ရာဟာရီကိုကြောပေးလိုက်ပြီးအခုပြင်းအသက်ရှင်နိုင်သေးတယ်လို့ပြောလိုက်တာပါမိချင်းကတော့သူလဲဇွန်ဘီတွေကိုအများကြီးတတ်ဖူးလို့သိပေမဲ့ညလုံးရှိမှမောင်ဖြစ်သူကိုတတ်တဲ့အတွက်နမ်ရာကိုတောင်းပန်စကားပြောခိုင်းနေပါတယ်နမ်ရာတော့အချိန်နေမမှန်တော့ပဲသူ့ကိုယ်သူစက်ထိန်ထားနေရပါတယ်အရှိကပြေးနေတငယ်ချင်းတွေကိုကြည့်ပြီးတော့နမ်ရာသူ့စိတ်ထဲမှာအားလုံးကိုစားခြင်းနဲ့စိတ်ဖြစ်နေခဲ့တာပါနမ်ရာစိတ်ကနေတတ်ချင်နေပြီးတော့ဘိုက်စာနေခဲ့တာကြောင့်နမ်ရာလည်းတငယ်ချင်းတွေကိုဆွဲဖို့ကြိုးစားပါတော့တယ် ဒါမဲ့နမ်ရာသူကိုယ်သူဒေါသထွက်ကတိန်ချုံနိုင်မှုတော့အနီနာအဆောင်နိုင်ရနဲ့ခေါင်းကိုချိန်ချိန်တိုက်နေခဲ့ပါလိမ့်။အဲနောက်နမ်ရာသူလက်ကိုယ်သူပြန်ကိုက်ပြီးတော့မျက်ရည်တွေကျနေတာပါ။နမ်ရာတယောက်စိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်ပြီးတော့သူစုံပြီးစိတ်ပိုများလာတာကြောင့်ထိုင်ကုန်နေပါလိမ့်။ဒါမဲ့မှလည်းအုံချုံနဲ့အတူဒဲဆူကိုတွဲခေါ်နေဆူရောကနောက်ကိုလဲကြည့်လိုက်တဲ့ခါမှာနမ်ရာမရှိတော့သတိထားမိသွားပါလိမ့်။အဲဒါကြောင့်ဆူရောလည်းအုံချုံနဲ့ဒဲဆူကိုထားခဲ့ပြီးတော့နမ်ရာကိုရှာဖို့တယောက်တည်းထွက်သွားခဲ့ပါလိမ့်။အုံချုံလည်းဒဲဆူကိုတယောက်တည်းသွားနိုင်အရင်သွားနိုင်မို့ပြောလိုက်ပြီးတော့ဆူရောနောက်ကိုလိုက်သွားခဲ့တာပါ။ တဲဆိုလဲအွန်ဂျိုတို့နောက်လိုက်ပြီးမဲ့ကျွန်တော်နာနေရာတောင်ဆက်ပြီးတော့မလိုက်နိုင်တော့ပါဘူးအဲနောက်ဆူရောနဲ့အွန်ဂျိုကဈေးလမ်းဘက်ပြန်လာရင်းနဲ့နမ်ရောင်းကိုလိုက်ရှာပါတယ်နမ်ရောင်းတို့သူတက်ပြလို့တေသွားတဲ့ဇွန်ဘီတွေကိုစားနေတာဖြစ်ပါတယ်ဆူရောနဲ့အွန်ဂျိုလဲမြင်သွားပြီးတော့နမ်ရောင်းကိုလမ်းခေါ်တဲ့အချိန်မှာနမ်ရာကအလောင်းကိုပြေးချလိုက်ပါတယ်အွန်ဂျိုလဲနမ်ရာအနာတိုးလိုက်နေဘာလို့တယောက်ထင်းနေနေရလဲလို့မေးလိုက်ပါတယ်ပြီးတော့အွန်ဂျိုကအတူသွားရအောင်လို့ခေါ်ပေးမယ်နမ်ရာတော့အနာမလာဘူးသာပြောနေခဲ့ပါတယ်အဲနောက်နမ်ရာအွန်ဂျိုစီတစ်ချိန်လုံးပြေးလာပြီးတော့ခုံအုပ်ကကိုက်ဖို့လုပ်နေပါတယ် ဇီယောကလည်းငိုပြီးတော့နမ်ရကိုဒီလိုတွေမလုပ်ဖို့တားနေခဲ့ပါလေ။အွန်ဂျိုကတော့သူအွန်ဂျိုပါလို့ထထခါခါပြောပြီးတော့နမ်ရလူသားစိတ်ကိုနှိုးဆွပေးနေခဲ့ပါလေ။လုံးဝတားမရတဲ့အဆုံးမှာတော့ဇီယောကဘေးကလက်နက်ကိုကောက်ကင်လိုက်ပြီးမေနမ်ရကိုမရိုက်ရက်ခဲ့ပါဘူး။အွန်ဂျိုကတော့ပေးကိုက်လိုက်တာကြောင့်နမ်ရကမကိုက်နိုင်မေသူကိုယ်သူဒေါသတကြီးထွက်ကားပဲအုံကုန်နေခဲ့ပါလေ။အွန်ဂျိုကကိုက်ချင်းကိုက်လိုက်ပါလို့ပြောပြီးတော့အစင်ပြေပါတယ်လို့ပြောလိုက်ပါလေ။အဲနောက်နမ်ရသူတို့ကိုထားပြီးတော့ဝေးကိုထွက်သွားခဲ့တာကြောင့်ဇီယောနဲ့အွန်ဂျိုလည်းထထရှာနေပါလေ။ နာမရာတော့သူ့ကိုအော်ခေါ်နေစူရောတန်ကြားပြီမလဲယာကြီးတငယ်ငိုပြီးတော့လမ်းတွေကြားမှာပတ်ပြေးနေပါလေစူရောနဲ့အွန်ဂျိုလည်းအဆုံးဆုံးလိုက်ရှာခဲ့မယ်နာမရာကိုယ်တိုင်ကလိုလားလားနဲ့နေခဲ့တာကြောင့်ထားခဲ့လိုက်ရပါတော့တယ်အဲနောက်သူတို့အုပ်စုကယထာလန်တိုင်းဇုံဘီတွေကိုကြော်ဖြတ်ကလာခဲ့ကြပါလေဒိုနဲ့လမ်းတစ်ဝက်ရောက်တော့စစ်သားတွေနဲ့အထူးတပ်ဖွဲ့ဝင်တွေရှိနေပြီးအဝေးကလာနေတဲ့သူတို့ကိုတနတ်တွေနဲ့ချိန်ထားကြပါလေမိချင်းတို့လည်းပါလာလက်နက်တွေချပြီးတော့လက်မြောက်ပေးထားတာကြောင့်အထူးတပ်ဖွဲ့ဝင်တွေကအသက်ရှင်တဲ့သူတွေကိုအတီးပြုတ်ပြီးကယ်လိုက်ပါတော့တယ် တို့နဲ့မိချင်းကတော့သူ့အတွက်စတေးခဲ့တဲ့ဂျွန်ဆောင်းကိုပြန်ပြီးတော့တွေးနေခဲ့တာပါဒဲစုကတော့အိမ်ကိုပြန်ဖို့အတွက်အားလုံးကိုစားစတေးခံလိုက်တဲ့ဂျွန်အောင်ကိုပြန်မြင်အောင်နေပြီးအွန်ဂျိုကတော့သူ့တို့အတွက်လွတ်လန်းဖွင့်ပေးခဲ့တဲ့အဖေကိုမြင်အောင်နေပါတယ်ဟာရီကတော့သူ့ကိုအပြေးဝါကာကွယ်ခဲ့တဲ့မောင်လေးဝူချင်းကိုမြင်နေပြီးစီယောကတော့ဖောက်ခွဲမခံရအောင်အားလုံးကိုစားအသက်ပေးသွားတဲ့ချောင်းဆန်းကိုတရိယာနေခဲ့တာပါအဲနောက်သူတို့ရာကွာရန်တင်းထိန်းသိမ်းရနေရာကိုရောက်လာခဲ့ကြပါတယ်ဂျွန်နဲ့အဲထဲမှာရှိနေအွန်ဂျိုအဖေရဲ့လက်ထောက်ဦးရှင်းကအွန်ဂျိုကိုတွေ့သွားပါတယ်ဦးရှင်းကတော့အွန်ဂျိုးစီသွားနေအဖေနဲ့တွေ့ပြီးပြီလားလို့မေးတာပါ ုံကျိုးကတော့ဘာမှဖြေပဲဦးရှင်းကသူ့ဆရာရဲ့ကယ်ဆယ်ပစ္စည်းလေးအုံကျိုးတေလာတော်တွေ့ပြီးတော့ဆရာဖေးသူတေသွားပြီဆိုတာတီသွားလိုက်ပါတယ်။အုံကျိုးကတော့အခြေဆုံးတွေရဲ့တဝူဒီတော့အသက်ရှင်ကျန်းသူဖြစ်ခဲ့ရတာကြောင့်အသက်ရှင်ကျန်းသူရဲ့ဝန်နိုင်မှုကဘလို့လဲဆိုတာသိခဲ့ရပါပြီ။ဒါမှမဟုတ်အဲ့ဒီဝန်နိုင်မှုကဘလောက်ထိကြီးမားလဲဆိုတာကိုတော့ဒီအချိန်မှာအုံကျိုးတေချာချာမသိခဲ့ပါဘူး။ဒူရန်စစ်တပ်ကတော့သူတို့ကဟိုဆန်းကျောင်းကဖြစ်လို့ဆရာကြီးပြောင်ချမ်းနဲ့ပတ်သက်ပြီးတယောက်ချင်းစစ်စစ်မေးမြန်းပါတော့တယ်။ဟာရီကတော့လေးချင်းရှိလာကြောင့်မနဲ့အတမ်းပဲတက်တဲ့တော့ဆရာကိုမသိခဲ့ပါဘူး။ မိချင်းကတော့ဆရာကြီးအရင်ကမူမန္တာပြောတာမျိုးရှီလားလို့မေးခံပေမဲ့သူကစီနီယာအကြောင်းသူဖြစ်လို့ကောလိုက်တက်ချင်တယ်လို့ပြောလိုက်ပါတယ်။ဟဲဦးကတော့ဘာမှပြောစရာမရှိတဲ့အတွက်ဘာမှကိုလည်းပြောမထွက်ပဲငြိမ်နေခဲ့ပါတယ်။ဒဲဆိုတော့ဆရာကြီးကသူ့အတန်းထဲကဟွန်ကျူလိုခေါ်တဲ့ကောင်မလေးကိုပြန်ပြီးဆွဲသွားတာလို့ဖြေလိုက်ပါတယ်။အဲဒါကြောင့်ဟွန်ကျူဆေးတမျိုးထိုးလိုက်တာနဲ့ပတ်သက်ပြီးတီလားလို့ဇူယောကိုမေးပါတယ်။ဇူယောကတော့အင်ညာသူတို့နဲ့တွေ့မှမကယ်ပဲဆုံးပြေသွားတာကိုတတလဲလဲပြန်မေးနေခဲ့တာပါ။ဟွန်ကျူကတော့စုံစမ်းရေးကိုပူပေါင်းမှုပြောနေပြီးမြဲ။ ွန်ကျော်ကသူ့အနေနဲ့လူကြီးတွေကိုဘာမှထပ်ပြီးတော့တောင်းဆိုနေတော့မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်လေသူတို့ကိုစုံတိုင်းမှာလာမပူပေါင်းခိုင်းဖို့ွန်ကျော်ကပြောလိုက်တာပါ။ Granting ဝင်းထဲမှာလေပြည်သူတွေကစာရွက်ကလေးတွေဖဲကြိုးလေးနဲ့စာရီရေးထားကြပါတယ်။တချို့ကတော့လွမ်းနေတဲ့အကြောင်းတချို့ကတော့မပြောပြတဲ့အကြောင်းတွေနဲ့တချို့ကတော့မဖြစ်မနေလက်လွတ်လိုက်ရတယ်။ခံစားချက်တွေကိုရေးပြီးတော့ချိန်ထားကြတာပါ။အဲနော်မတော်စစ်တပ်ကဂျဲကျွန်းဇွန်မီနဲ့အွန်ဂျီတို့ကိုပါရှင်းပစ်ခဲ့ပြီးတော့သူတို့ကိုပိတ်လောင်ခဲ့တဲ့နေရာတစ်ခုကိုလည်းရှင်းလင်းနေခဲ့ကြပါတယ်။ဒီလိုနဲ့အချိန်တစ်ခုရောက်သွားတဲ့ခါမှာတော့ ဟိုဆိုင်ကိုဘုံဘူးကြီးဘုံကျဲခဲ့တဲ့ပေါ်အမျိုးသားလွတ်တော်ကြားနာမှုကပါတီတွေကြားမှာသဘောတူညီမှုကြောင့်ရွှေဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဟိုဆိုင်ကူးဆက်ရောကချိန်တွေကိုမဖြေရှင်းပြီးတဲ့အထိကြားနာမှုကိုလုံးမမဟုတ်ဘူးလို့သတင်းဌာနတွေကတဆင့်ကြေညာခဲ့ကြပါတယ်။အမျိုးသားလုံခြုံရေးကောင်စီကလည်းဟိုဆိုင်ကိုစေဥပဒေအဆုံးသတ်ဖို့ကြေညာခဲ့ပြီးကူးဆက်ရောကကြောင့်သာစေဥပဒေကိုပြဋ္ဌာန်းထားတာ3လနဲ့18ရက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒါမှလည်းကြိုတင်ကာကွယ်တဲ့အနေနဲ့ဟိုဆိုင်မျိုးသူမျိုးသားတွေကတော့ကွာရန်တင်းဆက်ဝင်နေရမယ်လို့အမိန့်ချခဲ့ပါတယ်။ ဟိုဆမ်းမှာယောဂါဆားပြီးတော့ဖြစ်ခဲ့တာက၄လထက်မနည်းကြာခဲ့ပြီမယ်။ကိုရီးယားယောဂါထိန်းချုပ်ရင်ကာကွယ်ဌာနကဗိုင်းရပ်စ်အမျိုးယောဂါပြန့်တဲ့အကြောင်းမှာမဖော်ထုတ်နိုင်ခဲ့ကြပါဘူး။အဲနောက်မှာတော့၄လလောက်ကွာရန်တင်းဝင်ခဲ့ရတဲ့သူတို့တွေဟာဘဝအသစ်ကိုမကြခင်ပြန်ဆားရမယ်ခြေနေတွေဖြစ်လာကြပါပြီ။အဲညမှာတော့အိတ်လုံးလွယ်ထားတဲ့ဝန်ကျောကွာရန်တင်းစင်တာနဲ့ခိုးထွက်ဖို့အတွက်ကြိုးစားပါတော့တယ်။ဒိုနဲ့ဝန်ကျောတယောက်ခက်ခဲကြိုးစားလာရင်နောက်တော့အပြင်ကိုရောက်လာခဲ့ပါလိမ့်။သူတို့တွေဟာတည်ဆုံသွားတဲ့တငယ်ချင်းတွေအတွက်အမြဲတမ်းခိုးထွက်လာပြီးတော့စားရေးထားတဲ့ဖဲကျိုးလေးတွေတိပေမှာလာချီထားလိရှိတတ်ကြပါလိမ့်။ ။ဤစော့ကိုလွမ်းနေကြောင်းချောင်းဆန်းကိုချစ်တဲ့ကြောင်းနမ်ရောင်းကိုပြန်လာစီတင်အောင်ရေးထားတဲ့ဖဲချိုးတွေပြင်ဂျွံရောင်းနဲ့တခြားသူတွေအတွက်ပါရေးထားတဲ့ဖဲချိုးတွေလည်းရှိပါသေးတယ်။တစ်ပင်ရဲ့အောက်မှာတော့မုံတွေအပြည့်ရှိနေပြီးအွန်ဂျိုခုလာတာလဲတငယ်ချင်းတွေအတွက်မုံတွေလာထားပြီးတာပါပဲ။အဲနောက်အွန်ဂျိုကဤချောင်းဆန်းနာမည်ကပ်ပြားလေးကိုထုတ်ကြည့်ပြီးတော့တတိယလိုငိုနေခဲ့ပါတယ်။အဲ့တော့မတော့အွန်ဂျိုမပြန်ခင်တောင်ဘက်ကနေလမ်းကြည့်တဲ့အခါမှာကြောင်းခေါင်မှုပေါ်မှာမိမွေထတာကိုတွေ့လိုက်ရပါတယ်။နောက်နေ့မနက်မှာတော့ Grandin Center ထဲမှာမိချင်းတယောက်ကောလိပ်အတွက်အထူးဝင်ဝင်ပေးဖို့ ဂတ်တူဆက်ကူနဲ့စာရီရေးကတောင်းဆိုနေခဲ့ပါတယ်။အွန်ဂျိုကတော့ညာကိစ္စကိုပြောဖို့စူယောက်ကိုလိုက်ရှာနေခဲ့ပါတယ်။စျောနဲ့တွေ့တဲ့အခါမှာအရင်ရက်တွေကအွန်ဂျိုရှာမတွေ့ဖြစ်နေခဲ့တာကြောင့်ဘယ်ဒီသွားနေလဲလို့မေးလိုက်တာပါ။စျောကတခြားလူတွေနဲ့တောင်တခါလီမှတွေ့ဖြစ်တဲ့ကြောင့်အွန်ဂျိုကိုပြောပြနေပါတယ်။အွန်ဂျိုကတော့တငယ်ချင်းတွေကိုသတိရပါမယ်။ရှာနိုင်စွမ်းမရှိခဲ့ဘူးလို့စျောကိုပြောလိုက်ပါတယ်။ပြီးတော့အွန်ဂျိုကအဲ့တုန်းကအချိန်လေးကိုပြန်သတိရတာကြောင့်ပူဆိုးကြောင်ပြောပြနေပါတယ်။စျောကတော့အွန်ဂျိုတွေ့တော့သတိမရတော့ဘူးလားလို့ပြန်မေးလိုက်ပါတယ်။အွန်ဂျိုကတော့စျောမေးခွန်းတွေမဖြေဘဲ မင်းညာသူတောင်ပေါ်သွားတဲ့အကြောင်းကိုပြောလိုက်ပါလေဂျိုနဲ့အွန်ဂျိုကမင်းညာတောင်ပေါ်တက်တော့မီးပုံမြင်တွေ့ခဲ့ရပြီးတယောက်ကကြောင်းခေါင်းပေါ်မှာမီးမွေးထားထင်တယ်လို့ပြောပြလိုက်ပါလေစီယိုလည်းအံဩသွားပြီးအွန်ဂျိုပြောတာကြီးတကယ်လားလို့မေးလိုက်တာပါဒါကြောင့်အွန်ဂျိုလည်းသူအမြင်မှားတာဖြစ်နိုင်ပေမဲ့မီးရောင်ကတော့လုံးဝသေးကြတယ်လို့ပြောလိုက်ပါလေပြီးတော့အွန်ဂျိုကသူတို့ကိုနမ်ရာပြောခဲ့ပြီးတော့စီယိုကိုပြန်သတိပေးလိုက်ပါလေနမ်ရာသူတို့ပြန်ဆုံတဲ့အခါကြောင်းခေါင်းပေါ်မှာလှုပ်ခဲ့တယ်လို့မီးပုံပဲလှုပ်မယ်လို့ပြောခဲ့ပြီးတာဖြစ်ပါလေအဲ့ဒါကြောင့်ကြောင်းခေါင်းပေါ်ကမီးပုံလှုပ်တဲ့သူဟာ နန်ရာလို့ဇူရောနဲ့အွန်ဂျိုတို့လည်းထင်သွားခဲ့ပါတော့တယ်။အဲဒါကြောင့်အွန်ဂျိုကဘေးပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်ကြည့်ပြီးသူတီညသွားကြည့်မယ်အကြောင်းဇူရောကိုပြောလိုက်တာပါ။ဇူရောလည်းအွန်ဂျိုသွားတဲ့အခါသူ့ကိုခေါ်ဖို့နဲ့နန်ရာဟုတ်မဟုတ်ဒူဒူသွားကြည့်ကြမယ်လို့ပြောလိုက်ပါတယ်။အဲနောက်အွန်ဂျိုကလက်ထွက်သွားရမယ်ဇူရောကတော့အိုင်းနေကကိစ္စကိုတောင်းပန်ခဲ့ပါတယ်။အဲတုန်းကနန်ရာစိတ်ဖောက်ပြီးတော့အွန်ဂျိုကိုကိုက်ဖို့ကြိုးစားနေကဘာမှမလုပ်နိုင်ခဲ့လို့ဇူရောကတောင်းပန်နေတာပါ။အွန်ဂျိုကတော့အပြစ်မပြောဘဲဇူရောရဲ့ရွေးချယ်မှုကြောင့်သာသူတို့တွေအကုန်လုံးဘေးကင်းခဲ့ရတာလို့ပြောလိုက်ပါတယ်။အဲနောက်အွန်ဂျိုကတခြားသူတွေတော့မပြောခိုင်းဘဲ အန်ရည်များတာကြောင့်သူတို့နှောက်ပဲသွားကြမယ်လို့ပြောလိုက်ပါတယ်။အိုင်းကြောင့်မတော့အုံဂျိုထွက်ဖို့လာတဲ့ချိန်မှာလူစုံတက်ဆုံရောက်နေကြပါတယ်။အုံဂျိုလည်းအန်အောသွားပြီးတော့ဇီယောကိုတခြားသူတွေမပြောနဲ့လို့မှာခဲ့တဲ့ကြောင်ပြန်ပြောလိုက်ပါတယ်။ဇီယောကတော့ဒဲဆုကိုမပြောနဲ့လို့သတိပေးတဲ့ကြောင်ပြန်ပြောလိုက်ပြီးဒဲဆုကတော့ဟာရီကိုသူတို့ကြားလူအပ်ချက်ပဲလို့ပြောခဲ့တဲ့ကြောင်တဆင့်ပြန်ပြောနေပါတယ်။ဟာရီကလည်းမိချင်းကသူ့ကိုမခေါ်သွားရင်ရဲတိုင်မယ်လို့ပြောလို့ခေါ်လာခဲ့ရတာပါလို့ပြောလိုက်ပါတော့တယ်။မိချင်းကတော့ဆက်လက်တောင်းနေနေပဲဇွန်ဘီတွေတကောင်းမှအသက်ရှင်ဝင်မရဘူးလို့ပြောလိုက်တာပါ။ တယ်ဆိုတော့သူတို့သာအပြင်သွားတာမိသွားရင်ထောင်ထဲဆိုင်ရမယ်လို့ပြောလိုက်ပါလေမိချင်းလည်းကောလိမတက်နိုင်မဲ့ဒူဒူတော့ထောင်ထဲဝင်တာပိုကောင်းတာပေါ့လို့တယ်ဆုကိုအကြံပေးလိုက်ပါလေအဲတော့မိချင်းကနန်းတက်ပြီးတော့သွားဖို့ပြောနေတော့ဦးကျိုးကတကယ်ကြီးကုံသွားကြမှာလားလို့မေးလိုက်ပါလေဟာရီကလည်းဦးကျိုးရဲ့အပြစ်ရှိလို့ခံစားတာမဟုတ်ပဲအားလုံးလည်းအဲ့လိုခံစားနေရတာလို့ပြောပြလိုက်ပါလေဟာရီကတော့သူတို့တွေကတယောက်တည်းနေလိုက်တာနဲ့ဒံယာတက်တာသွားတာမဟုတ်တဲ့အတွက်သွားကြမယ်လို့ပြောလိုက်တာပါအဲတော့သူတို့ကနန်းပေါ်တက်ဖို့အတွက်ကြိုးရီရှာနေကြပါလေဒိုနဲ့ကြောင်တောင်တောင်နဲ့ရက်နေဟဲယုံကိုတွေ့တော့ ။အုံချိုလဲစိတ်ပူပြီးတော့တကယ်သွားမှလားလို့ထမ်းမေးလိုက်ပါတယ်။ဟဲဝင်းကတော့အစီအပြေတဲ့အတွက်အတူတူသွားမယ်လို့အုံချိုကိုပြောလိုက်ပါတယ်။အဲနောက်မှာသူတို့ကတောင်ပေါ်တက်လာပြီးတငယ်ချင်းတွေအတွက်အမှတ်တရဖဲကျိုးတွေချိန်ထားတယ်။တစ်ပင်စီကိုရောက်လာခဲ့ပါတယ်။သူတို့တွေကတစ်ပင်စီရောက်တာနဲ့တယ်လာတဲ့ဘုံတွေကိုတစ်ပင်အောင်မှချလိုက်ပြီးတော့အားလုံးကိုသတိရပါတယ်ဆိုရယ်စာကတ်လေးပါချထားလိုက်ပါတယ်။အဲနောက်ဒဲဆူကဂျွန်အောင်ကိုမကြွေးမိပဲစားပစ်ခဲ့တဲ့ချောကလက်ချောင်းအခုံကိုချပေးလိုက်ပါတယ်။တငယ်ချင်းတွေကတော့ဒဲဆူပါထားလိုက်တာလေလို့တန်တော်ကြည့်နေကြပါတယ်။ ဲဆိုကတော့အရာကိုမလွတ်ပြရတာကြောင့်အမဲကိုနဲ့မကွာဆောင်းပြီးတော့တင်းထားခဲ့တာလို့ပြောပြပါတယ်။ပြီးတော့ဒဲဆိုကချောကလက်ခွန်လေးကိုကြည့်ပြီးတော့ဂျွအောင်ကိုနောက်တစ်ခါတဘူးလုံးဝယ်ကျွေးပါမယ်လို့ပြောလိုက်ပါတယ်။အဲနောက်သူတို့ကတောင်ပေါ်ကနေလှမ်းကြည့်ရင်ကျောင်းဘက်ကမီးရောင်လာနေတာကိုတွေ့သွားကြပါတယ်။ဂျွနဲ့သူတို့အုပ်စုကကျောင်းဘက်ကိုရောက်လာခဲ့ကြပါတယ်။အဲနောက်ချောင်းဆန်းတေးခဲ့တဲ့ဆောက်လက်ဆာအဆောက်အုံလေးကိုအွန်ဂျိုကဦးဆောင်ပြီးတော့ဝင်လာခဲ့ကြပါတယ်။အားလုံးကတော့အပေါ်တက်ကိုတက်လာရင်ဘုံနိုင်ကြောင်ဆုပ်ဘွားပြက်စီးညာတွေကိုကြည်ပြီးတော့စိတ်ထဲမကောင်းဖြစ်နေကြပါတယ်။ ဒရုန်းနဲ့ဝန်ချိုကတော့ချောင်းဆန်းသေးခဲ့တဲ့ထက်ကိုတက်လာခဲ့ပြီးဓာမီနဲ့ထိုးကလိုက်ရှာကြည့်နေပါသေးတယ်။ဇီယောကလည်းချောင်းဆန်းအသက်ရှင်မှုအခုထိမျောလင့်နေတဲ့ဝန်ချိုကိုတွားပြီးတော့နှစ်သိမ့်ပေးနေခဲ့ပါတယ်။အဲနောက်မှာတော့သူတို့အုပ်စုလဲဟိုဆန်းထက်တန်းချောင်းဝင်ပေါက်ရှိရောက်လာပြီးတော့ဟိုဆန်းချောင်းကဘုံပေါက်ကွဲပြီးတဲ့နောက်မှာစစ်သားတွေလာပြီးတော့စစ်ဆေးခဲ့ကြတဲ့အတွက်ဘေးကင်းဆုံးဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။ချောင်းရဲ့နေရာတိုင်းနဲ့စားသင်ကန်းတွေဟာပျက်စီးဆုံးပြနေခဲ့ပြီးတော့စုံပြေအဆောင်အုံကြီးလိုတောင်ဖြစ်နေခဲ့ပါပြီ။အဲနောက်သူတို့လဲလေကားအစင်းမီးပုံရှိတဲ့ထက်ကိုစီကိုတက်လာခဲ့ကြပါတယ်။ ဇောကတော့လေကားတက်နေနဲ့ပဲအွန်ကျိုးကိုတကယ်နန်ရာဟုတ်ရဲ့လားလို့မေးနေခဲ့ပါတယ်။အွန်ကျိုးကတော့ကောင်းချင်းလိုက်ပြီးဘာမှန်းသေးချာမသိပေမဲ့နန်ရာလို့ပဲထင်နေရလို့ပြန်ပြောပါတယ်။အန်နောက်သူတွေကတကားလေးဟာစီပွင့်နေတဲ့အပေါ်ဆုံးဓာခိုးကိုယောက်လာခဲ့ကြပါတယ်။ဓာခိုးပေါ်မှာလည်းရှုပ်ပွားနေခဲ့ပြီးတော့နင်းဆက်လေးတွေကြနေအောင်မှမီးမွေးထားတဲ့မီးပုံတစ်ပုံကရှိနေခဲ့တာပါ။သူတို့လည်းလူရိပ်မမြပဲမီးပုံကိုကြည့်ပြီးတော့တွေးဝေကစဉ်းစားနေကြပါတယ်။ဟဲဝန်ကတော့ဘသူဖြစ်မလဲလို့မေးနေပြီးတော့ဒဲစုကတော့သူတို့လိုចောင်းကိုပြန်လာတဲ့လူများလားလို့ပြောလိုက်ပါတယ်။ မိချင်းအရဒီဆောင်ကပျက်စီးပုံစံဖြစ်နေရကြောင်းတရေကြောင်းနေစိတ်ဝင်စားတဲ့ YouTuber တွေများလားလို့ပြောလိုက်တာပါ။ ਉਹ ကျွားတော့ညင်းလိုက်ပြီးတော့နန်ရာတငယ်ချင်းတွေကိုလွမ်းလို့မိကြီးလိုက်တာလို့ပြောလိုက်ပါလေ။ဟဲ ਉਹ လဲနန်ရာမန်းဘလို့လုံးသိလဲလို့မေးလိုက်ပေမဲ့ ਉਹ ကျိုးကတန်းမသိပေမဲ့ဟုတ်မယ်လို့ထင်နေတာလို့ပြန်ပြောပါလေ။အဲနောက်သူတို့နောက်ကနေနန်ရာရောက်လာပြီးတော့သူတို့ကိုရောက်လာပြီလားလို့မေးလိုက်ပါလေ။သူတို့အလုံးနဲ့အတန်းကောင်းဆောင်မြင်လိုက်ရတာကြောင့်အံ့ဩသွားပြီးဇူရောလဲသူချစ်ရတဲ့ကောင်မလေးကိုနောက်ကျိန်မြင်လိုက်ရတာကြောင့်အံ့ဩသွားခဲ့ပါလေ။အဲနောက်အနှွေးတယ်လေးဝစ်ပြီးတော့သူတို့ရှေးကိုလှမ်းလာတဲ့နန်ရာကိုကြည့်ပြီး ဇူယော့ကအတန်းကောင်းဆောင်လို့ခေါ်လိုက်ပါတယ်။နမ်ရာလည်းအခုထိတောင်အတန်းကောင်းဆောင်ပဲလားလို့ပြောပြီးတော့ကောင်းတဲ့ခန်းစားချက်နဲ့ပြုံးပြလိုက်ပါတယ်။နမ်ရာကိုတက်ရှိထင်ရှားမြင်လိုက်ရတာကြောင့်အားလုံးလည်းအံ့ဩတကြီးနဲ့သာကြည့်နေပြီးဇူယော့ကတော့နမ်ရာကိုစိတ်ပူနေတာပါ။ဇူယော့ကဒီတော့တွင်နမ်ရာတယောက်တည်းဘလို့နေခဲ့လဲလို့မေးပြီးတော့အစင်ရောပြေးလားလို့မေးလိုက်ပါတယ်။နမ်ရာတော့တငယ်ချင်းတွေအားလုံးကိုကြည့်ပြီးတော့မျက်ရည်တွေဝဲလာရင်အားလုံးကိုသတိရနေခဲ့တာပါလို့ပြောလိုက်ပါတော့တယ်။ပြီးတော့နမ်ရာကတွေးကြည့်မိမဲ့တငယ်ချင်းတွေနဲ့တွေးလို့မဖြစ်ဘူးထင်လို့ပျောက်နေခဲ့တာလို့ပြောလိုက်ပါတယ်။ ုံဂျိုကတော့အဆင်ပြေတယ်လို့ပြောလိုက်ပြီးနန်ရောအတူတူသွားရအောင်လို့ပြန်ခေါ်နေခဲ့တာပါဒါပေမဲ့နန်ရောတော့ဒီနေရာမှာလှုပ်ရှားရီကြံနေသေးတယ်လို့သာပြောပြီးတော့ငင်းလိုက်ပါတယ်အုံဂျိုလည်းဒီလိုနေရာကြီးမှာနန်ရောတောက်တဲ့ဘာလို့မလို့လဲလို့မေးပြန်ပါတယ်နန်ရောတော့သူ့လိုလူမျိုးတွေကြံနေသေးပြီးတော့တချို့ကចောင်းဘက်ကိုထွက်ပြေးသွားပြီးမဲ့ကြံနေသူတွေရှိနေသေးတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အုံဂျိုကတော့နန်ရောဇွန်ပြီးမဟုတ်တဲ့အတွက်အဲ့လိုမပြောဘဲနန်ရောကိုတားလိုက်တာပါနန်ရောတော့ចောင်းသားရွယ်စွာလူကြီးလည်းမဟုတ်လို့ကလေးလည်းမဟုတ်တဲ့အတွက် ။သူလည်းအဲ့လိုပဲလူလဲမဟုတ်လို့မကောင်းဆိုရလဲမဟုတ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါမဲ့အွန်ဂျိုကနမ်ရာလက်ကိုကင်ပြီးသူတို့အစီအပြေတဲ့အတွက်သူတို့နဲ့အတူတူနေပါလို့ပြောပါတယ်။နမ်ရာလည်းသူတို့တွေအတူတူရှိမနေကြရမယ်။တငယ်ချင်းတွေပဲမဟုတ်ဘူးလားလို့ပြန်ပြောပါတယ်။အနောက်ကတငယ်ချင်းတွေစီကနေဘာတမ်းမှမကြအောင်နမ်ရာလည်းလှမ်းကြည့်ပြီးထမ်းမေးလိုက်ပါတယ်။အဲတော့မှဆူရောကထောက်ခံပြီးတော့ဗမာပဲရှိနေနေသူတို့ကတငယ်ချင်းတွေဘာပဲလို့ပြောလိုက်ပါတယ်။အဲနောက်နမ်ရာအကြောင်းအပြင်ဘက်ကိုလှမ်းကြည့်ပြီးထက်ရောက်လာပြန်ပြီးလို့ပြောလိုက်ပါတယ်။သူတို့အားလုံးလည်းအရင်လိုပြုတ်မှုနေတဲ့နမ်ရာကိုတန်တော့နဲ့ကြည့်နေခဲ့ပါတယ်။ ိုင်နောက်မှာတော့နန်ရာလှုပ်ရှားရှိတဲ့အတွက်နောက်မှသူပြန်လာခဲ့မယ်လို့တငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့နန်ရာတယောက်အနှွေးတဲ့ဇစ်ကိုတဆုံးတီဆွဲတင်လိုက်ပြီးကြောင်းခေါင်မူထက်ကန်နေခုံချသွားခဲ့ပါတော့လေနန်ရာကြောင်းရဲ့အမြင်ဆုံးထက်ကိုဘောကနေဟိုးအောက်ကိုဆင်းမလို့လေကားတော့မတုံးပဲဒီတိုင်းမြန်မာလူကြီးခုံဆင်းသွားတာဖြစ်ပါတယ်ဒုနဲ့တငယ်ချင်းတွေအားလုံးလည်းကြောင်းပေါ်ဆုံးထက်ကန်နေခုံချနိုင်တဲ့နန်ရာဟာတယောက်တည်းဘလို့အသက်ရှင်ခဲ့လဲဆိုတာကိုသဘောပေါက်တဲ့ကြည့်နေဝိုင်းကြည့်နေကြရင်တန်တော်ဖြစ်ကထက်ကိုဘောမှာကြံရစ်နေခဲ့ကြခြင်းနဲ့ပဲ or as a dad စီဇန်1ဟာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာဆိုတော့ဒီစကားရဲ့အစားမှာဗိုင်းရပ်စ်ပိုးတစ်ခုကြောင့်အသက်ရှင်သန်မှုမနှဲကိုရုန်းကန်ခဲ့ရတဲ့ចောင်းသားတွေဟာလန်ခီစင်တစ်လျှောက်မှာချိရတဲ့မိသားစုဝင်တွေမိတ်ဆွေတွေတငယ်ချင်းတွေကိုယ့်ရဲ့ချစ်သူတွေအားလုံးကိုအကြောင်းမျိုးမျိုးကြောင့်ဇတိဆုံးရှုံးလိုက်ရပြီးတဲ့နောက်ဆုံးမှာတော့အသက်ရှင်ကြံရစ်တဲ့ထဲမှာကိုပါပေမဲ့အထီးကျန်မှုတွေနဲ့ကိုကိုအပြည့်ရှိတယ်လို့ခံစားနေရတယ်ဆိုရယ်ခံစားချက်နဲ့တို့လို့တန်းလန်းပဲဒီစကားကိုဆုံးသတ်ထားခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတလောက်ပါပဲခင်ဗျ။398လကြာတင်ဆက်တာခဲ့တဲ့ OROS Attack Season 1ကတော့ပြီးဆုံးသွားခဲ့ပါပြီဆိုတော့ Season 2ကလည်းထွက်မယ်လို့တော့ပြောတယ်ဗျထွက်တဲ့အခါမှာလည်းကျွန်တော်အလင်းမြောင်တင်ဆက်ပေးပါဦးမယ်ဆိုတော့ဒီ channel မှာအဲ့ဒါမတိုင်ခင်လဲတခြား recap တွေကိုအကောင်းစားတင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ဘေးနားကောင်းလို့နှိပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့လည်းမေတ္တာရပ်ခံပါရစေဆိုတော့ဒီနေ့မှာအစားကနေဆုံးဒီ live ပါကြည့်စုအားပေးခဲ့တဲ့ဒီ series ကိုဟိုးအစားနေအပိုင်း1ကနေအခုထိအဆုံးထိအတူတူရှိနေပြီးတော့အချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ